စံတော်ရှင်ကြိုက်ထရိုးစေရီတော်မြတ်ကြီးရဲ့ခုနှစ်လကြာကျင်းပခဲ့တဲ့ဗုဒ္ဓပူဇနီယပွဲတော်ကာလအတွင်းပြည်ရင်းပြည်ပဖျားဖို့ခီးသွားတသန်းကျော်လာရောက်ခဲ့ကြောင်းဗန္နာတော်ထိန်ကောပကအဖွဲ့ထံမှသိရပါသည်စံတော်ရှင်ကြိုက်ထီယိုစေတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်စတင်ကျင်းပတဲ့သတင်းကျွလာပြင်းနေ2024ခုနှစ်အောက်တိုဘာလ18ရက်နေ့မှ2025ခုနှစ်မေလ17ရက်နေ့ကစုံလာပြင်းနေ့အထိပြည်ရင်းဖျားဖို့ 73,4368ဦးနဲ့ပြည်ပဖျားဖို့ခီးသွား 24,889ဦးလာရောက်ခဲ့ကြောင်းဗန္နာတော်ထိန်ကပကဖွဲ့ခေါင်းဆောင်ဦးစိုးလှကပြောကြားပါသည်၎င်းကဆက်လက်ပြီးစံတော်ရှင်တန်တီယိုစေတော်မြတ်ကြီးလာရောက်ဖူးမြော်ကြတဲ့ဖျားဖူးတွေကမနစ်ကထက်ပိုပြီးများပြားခဲ့ပါတယ်။ပြည်ပဖျားဖူးနဲ့အခီးသွားတဲ့အနေနဲ့ကထိုင်းနိုင်ငံဖျားဖူးတွေအများဆုံးလာရောက်ကြပါတယ်လို့ပြောကြပါသည်။လက်ရှိကစုံလာပြည့်နှစ်နောက်ပိုင်းဗုဒ္ဓဘူဇနီးယပွဲတော်ကာလပြီးဆုံးသွားပြီဖြစ်ပေမဲ့စံတော်ရှင်တန်တီယိုစေတော်မြတ်ကြီးတို့လာရောက်ဖူးမြော်ကြမဲ့ဖျားဖူးတွေအတွက်တောင်တက်မော်တော်ယာဉ်မျိ များကိုစီစဉ်ပေးထားတဲ့အပြင်ဖျားဖို့ရေးအတွက်တဲခိုးရေးစားတောက်ရေးလုံခြုံရေးနဲ့ဂျမ်းမာရေးအတွက်ပါဖျားဖွဲ့တော်ကာလကဲ့သို့ဆက်လက်စီစဉ်ဆောင်ရွက်ပေးထားကြောင်းလဲ၎င်းကဆိုပါသည်ပြီးခဲ့တဲ့2023 2024ခုနှစ်စံတော်ရှင်ကြိုက်ထီယိုးစီတော်မြတ်ကြီးရဲ့ဗုဒ္ဓပုဇနိယပွဲတော်ကာလအတွင်းကြိုက်ထီယိုးဒေသတို့ပြည်ရင်းပြည်ပဖျားဖို့ခီးသွား9200ဦးကျော်လာရောက်ခဲ့ကြောင်းလဲဘန္နာတော်ဒိန်ကောပကအဖွဲ့ထံမှသိရပါသည် ကြက်ဒီယိုဒေတာတို့ဖျားဖို့အများပြပြလဲဝင်ရောက်လာကြတဲ့အတွက်ကြောင့်၎င်းဒေတာတွင်ရှိဒဲခိုးဆောင်စာတောက်ဆိုင်နဲ့အခြားဆက်ဆက်လုပ်ငန်းများပြန်လဲကောင်းမွန်လာကြောင်းလဲဒေတာခန့်များရဲ့ပြောကြားချက်များရသိရပါသည်။နေ့စဉ်သတင်းကြော်လာပြင်းနေမှာကဆုံလာပြင်းနေသည့်ကျမပြုလို့လေးရှိတဲ့ဆန်တော်ရှင်ကြိုက်ထိုးစေတော်မြတ်ကြီးရဲ့ဗုဒ္ဓပုစနိယပွဲတော်သို့ပုံမှန်ကာလများကနေ့စဉ်ဖျားဘူး၃သန်းခန့်လာရောက်လေးရှိကြောင်းဗဒ္ဒထိန်ကပကဖွဲထံမှသိရပါသည်။